ဒုတိယဝါသနာရှင်ကြီးကိုမောင်မောင်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒုတိယဝေကြီးမှာကြိုဆိုပါတယ်အားလုံးပဲမင်္ဂလာပါခင်အားလုံးမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဥစွာပထမကျွန်တော်ရဲ့ဒီကဏ္ဍလေးတွေအောင်းထားပါတယ်မိတ်ဆွေတို့ပေါက်ကြလားဗျာနော်အားလုံးပဲမင်္ဂလာပါနော် အားလုံးပဲမင်္ဂလာပါမင်္ဂလာပါပေါ့ကြလားဗျပေါ့ကြလားเนาะအားလုံးမင်္ဂလာပါเนาะမနေ့က350အခွေးတပတ်စာတတိပြည့်မွေးအခွေးဆိုပြီးတော့350အပူပါခွေးဆိုပြီးတော့တင်ပေးခဲ့တယ်မနေ့တော့က33ဆိုပြီးတော့တနင်္လာနေ့မနက်မှာထွက်ခဲ့တယ်เนาะအပူပါခွေးခိုင်းတာ၄လုံးအခွေးเนาะအများကြီးမဟုတ်ဘူး33ဆိုပြီးထွက်ခဲ့တယ်เนาะအဲပြီးတော့ 3D ဒါဟိုဟာရှစ်ကိုးလေးပေါ့နော်မှားရေးမိတာပေါ့နော်ကိုရှစ်လေးလို့မှားရေးမိတာဒါပေမဲ့မှားရေးမိလဲဒီကနန်းပါပဲနော်မှန်ဒီဒီကိုထိတ်နဲ့လဲဒီကနန်းပဲရှစ်ထိတ်နဲ့လဲဒီကနန်းပဲနော်တော့ကျွန်တော်တို့ရှစ်ကိုးလေးကရာတော့ဒုတိယမူကနန်းပေါ့နော်6 1 6 1တိဆိုဒီမနက်က1 1ထွက်တယ်မနေ့တုန်းက1 1ထွက်တယ်နော်နှစ်ကွက်တောင်ထွက်တယ်ဒီမှာဒီကောင်လဲ3 3 3ဆိုထွက်တယ်နော်တစ်ခါတန်းထွက်သွားပြီမနေ့ကနော် အားလုံးမင်္ဂလာပါမင်္ဂလာပါသုံးအောင်ပေါက်တယ်တတိယလိုက်တယ်ဟုတ်ကဲ့ပါဝမ်းသာပါတယ်နော်အားလုံးမင်္ဂလာပါနော်ကဲအားလုံးမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဝင်လာခဲ့ကြပါနော်မနေ့ကတော့ live မလွင့်ဖြစ်ဘူးပေါ့နော်ဒီနေ့လည်း live မလွင့်ဖြစ်ဘူးမနေ့ညနေကမလွင့်ဖြစ်တာပြောတာမနေ့ညနေကလည်းမလွင့်ဖြစ်ဘူးဒီနေ့မနေ့လည်းမလွင့်ဖြစ်ဘူးပေါ့နော်ကဲအားလုံးမင်္ဂလာပါကဲပေါက်ကြလားဝင်လာခဲ့ကြပါအားလုံးပဲအကူဒီမားတယ်နော်အတန်ကြားလားဒီချက်လောက် comment လေးဝင်မှန်းပေးကြပါအောင်အတန်ကြားလားလို့နော်ကျွန်တော်ပြောတဲ့အတန်ကြားလားလို့နော် အလုံးမင်္ဂလာပါလူသိတွေပါလာခဲ့မယ်ဆိုရင်လည်းကျွန်တော်ရဲ့ဒီတူတီဝေကြီးဆိုတဲ့ channel ကို like and subscribe နှိပ်ထားပါခေါင်းလောင်းလေးကိုနှိပ်ထားပါเนาะကျွန်တော်ရဲ့ဒီ channel ကို like နဲ့ subscribe နဲ့နှိပ်ထားပါเนาะလက်မလေးတွေနှိပ်ထားပါเนาะကြားရပါတယ်ဟုတ်ကဲ့ပါเนาะเนาะအလုံးမင်္ဂလာပါကဲဝင်လာခဲ့ကြအလုံးမဲ့မင်္ဂလာပါ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 ကဲဝင်လာခဲ့ကြပါเนาะတိရှိတော့ရဖို့ရတယ်ကြားရပါတယ်ဟုတ်ကဲ့ပါเนาะကြားရတယ်ဝမ်းသာပါတယ်เนาะခိုင်းထားလိုက်တော့เนาะ ကျွန်တော်တို့ဒီနေ့ညနေမှာကျွန်တော်အကောင်းဆုံးကနန်းလေးတွေတင်ပေးမယ်နော်ညီကိုတို့အနေနဲ့ကျန်တဲ့တန်လိုက်ပြီးတော့ဆော့လို့ရတယ်ကစားလို့ရတယ်နော်ကဲအလုံးမင်္ဂလာပါဗျာနော်ဝင်လာခဲ့ကြပါနော်အလုံးမဲမင်္ဂလာပါကဲအလုံးမင်္ဂလာပါနော်အလုံးမဲမင်္ဂလာပါနော်အလုံးမင်္ဂလာပါနော် ကဲဗျာကျွန်တော်စိုက်စိုက်ကတိတ်ပြကြင်စိမ့်မရှိတော့ဘူးဘာလို့ပြကြင်စိမ့်မရှိလဲဆိုတော့ကျွန်မကြီးဒါပဲကြည့်ထိုးလိုက်တော့เนาะ46 46 39 8 4 main အဓိကအော်3ခွက်45 40 95 60 66 63 33 41เนาะညနေ4:00ပြိုက်เนาะအဖေငါတချင်းနေဖွင့်ရကျွန်တော်ဒီ YouTube မှာတချင်းနေပိုင်းတော့ copy တိုင်းညှိပြီးတော့ video သူတို့က3ပေးတာဟိုဖြတ်တာဖြတ်ချရတာတော့ပါလောက်တယ်ဗျာသိလား site ကလည်းပြပြမလို့ site ဆွဲထားတာကိုဘေးငါတချင်းနေကောက်ဖွင့်လိုက်တော့တော်တော်အောင်နောက်တယ်ဗျာ ဲ့ကျွန်တော်အဲ့နောက်ကတချင်းတန်တွေပါတယ်ပါတယ်ဆိုကော်ပြူတာညှိတယ် YouTube မှာအဲ့လိုလုပ်တင်လို့မရဘူးပြာနော်ကဲပြာညှိတယ်ညှိပြီဆိုတော့နော်စိုက်မှဆွဲပြပြီးတော့ပြလိုက်တော့မယ်နော်မြန်မြန်လေးပဲပြလိုက်တော့မယ်နော်ခင်ဗျားတို့နော်ဒီမှာကျွန်တော်တို့ဒီမှာอืมခွန်ကိုပေါင်းခြင်းနော်ဒီမှာကျွန်တော်တို့ဒီမှာအဲကြောင့်ဒီမှာခွန်ကိုပေါင်းခြင်းဘာရအောင်6ပိုင်ရတယ်6တလုံးဒီမှာဆင်းပြီးတယ်နော်အဲဒီမှာခွန်6ခုပေါင်းခြင်း3ကဒီမှာ3တလုံးဆင်းပြီးတယ်ဟောဒီမှာ3တလုံးပေါင်းခြင်း4မလို့ဒီမှာ4တလုံးဆင်းပြီးရမယ်နော်ဟုတ်ပြီနော် နားလည်မယ်ထင်တယ်နော်ခွန်ကိုပေါင်းကြီး6မလို့ဒီမှာ6တလုံး6ခွန်ပေါင်းကြီး3မလို့ဒီမှာ3တလုံး3တိပေါင်းကြီး4မလို့ဒီမှာ4တလုံးဆင်းပြရမယ်နော်ဒါပြဒီမှာဒီမှာတကူပေါင်းကြီး3ညမလို့3ညပါဝါ5ဆိုပြီးဒီမှာ5တလုံးဆင်းပြတယ်နှစ်ရှိပေါင်းကြီး3ညမလို့3ညပါဝါ5ဆိုဒီမှာ5တလုံးဆင်းပြတယ်နော်3ရှိပေါင်းကြီး1မလို့1ပါဝါ6ဆိုဒီမှာ6တလုံးဆင်းပြရမယ်နော်နားလည်မယ်ထင်တယ်နော်အဲ့တော့တို့ကဒီမှာအလုံးစင်းနေဒီမှာတကူပေါင်းကြီး3ညမလို့ပါဝါရိုက်ပြီးတော့5 ီမှာခွန်ချောင်းပေါင်းကြီးကသုံးမလို့ဒီမှာသုံးတလုံးဆင်းတယ်နှစ်ရှစ်ပေါင်းကြီးသုံးညသုံးညပါပါ၅ဆိုဒီမှာ၅တလုံးတကွာကောင်းရတယ်နော်ဒီမှာသုံးနေပေါင်းကြီးက၄မလို့ဒီမှာ၄တလုံးဆင်းရမယ်သုံးရှစ်ပေါင်းကြီးက၁မလို့၁ပါပါ၆ဆိုပြီးတော့ကျွန်တော်တို့၄၆ဆိုတဲ့ကဏ္ဍလေးဒီမှာရပြီနော်ရေးပြထားတယ်နော်၄၆ဆိုတဲ့ကဏ္ဍလေးဒီမှာရပြီနော်အဲ့ဒါတကွာကောင်းနော်နောက်ထပ်နောက်ထပ်ကျွန်တော်တစ်စိုက်ထပ်ပြပေးအောင်မယ်နော်အားလုံးမင်္ဂလာပါနော် เนาะအားလုံးမင်္ဂလာပါ gain နောက်တစ်ဆိုင်ထပ်ပြပေးဦးမယ်နောက်တစ်ဆိုင်ထပ်ပြပေးဦးမယ်ဆိုတာကကျွန်တော်ဒီမှာအဲဒီမှာ break line လေးပြပေးမယ်เนาะအဲကျွန်တော်ဒီမှာဒီ1 5 6လို့သုံးလုံးပေါင်းပါဗျာเนาะခဏလေးကျွန်တော်ဒီမှာဖုန်းတစ်လုံးရှိသေးတယ်ခဏလေးเนาะဖုန်းနဲ့ပြပေးမယ်အားလုံးမင်္ဂလာပါ င်းရလာပြီเนาะဒီကောင်ကျွန်တော်လက်ဟွာနဲ့ပြပေးမှာเนาะကျွန်တော်တို့ဒီမှာဒီကနေ့စကြည့်ရမှာပေါ့เนาะဒီမှာဒီမှာကြီးဒီခွန်ရှစ်ပေါင်းချင်းကအဲဒီလိုရှစ်ခွန်ပေါင်းချင်းက5ဖြစ်ချင်းเนาะ6ငါးတင်ငါးပေါင်းချင်းက6ဖြစ်ချင်း5 6ဒီမှာ3 4ပေါင်းချင်းကခွန်ဖြစ်ချင်းဒီမှာ10ဖြစ်မယ်ဒီ5 6ခွန်ဆိုလို့ရှိရင်ဒီမှာ10ဖြစ်မယ်ဆိုရင်ခွန်ထိတ်ထဲရမှာเนาะဟုတ်ပြီဒီမှာ6ခွန်8လို့သုံးလုံးပေါင်းချင်းကကျွန်တော်တို့봐ရတော့1ရတယ်1 5 6လို့ဒီသုံးလုံးပေါင်းချင်းက2ရတယ် နှစ်သုံးရှိလို့သုံးလုံးပေါင်းကြီးက3ရတယ်1 2 3ဒီမှာ4ဖြစ်မဲ့ဟေ့ဆိုရင်3 3ည1ဆိုဒီမှာ3ညထိစီထည့်ပြရမှာ4ဖြစ်အောင်နော်နားလည်းမထင်နဲ့နော်နားလည်းမထင်နဲ့နော်ဟုတ်ပြီကျွန်တော်နောက်တစ်ဘရိတ်လိုင်းလေးပြပေးမယ်8ခွန်ခွန်ပေါင်းကြီးဒီလိုသုံးလုံးပေါင်းကြီးက1ဖြစ်ချင်း156ဒီလိုသုံးလုံးပေါင်းခြင်းက2ဖြစ်ခြင်း3 4 35ပေါင်းခြင်းဒီလိုသုံးလုံးပေါင်းခြင်းက2ဖြစ်ခြင်းဒီလို2ဖြစ်ခြင်းဆိုလို့ကျွန်တော်ဒီမှာ tip rate ထည့်ပေးရမှာဒီညနေနော်ကဲထားလိုက်တော့နော်အဲကျွန်တော်ဒီမှာ အဲအဲ့တော့ကျွန်တော်ဒီမှာနားလည်းမထင်နဲ့เนาะဒီလိုမျိုးတက်ကား6ပေါင်းချင်းနှစ်ဖြစ်ချင်းဒီလို435ပေါင်းချင်းနှစ်ဖြစ်ချင်းဒီလိုမျိုးနှစ်ဖြစ်ချင်းဆိုကျွန်တော်ဒီမှာတစ်ထိတ်စီဟိုတစ်ပရိတ်ထည့်ပေးရမယ်เนาะခုနကလေကျွန်တော်တို့ကတုံညာထိတ်နဲ့ခွန်ထိတ်နဲ့ရှိတယ်เนาะတုံညာထိတ်နဲ့ခွန်ထိတ်နဲ့တစ်ပရိတ်ဆိုလို့ရှိရင်တုံညာထိတ်နဲ့ခွန်လေးเนาะဟုတ်ပြီကျွန်တော်နောက်ထပ်ဟိုပြပေးအောင်မယ်နောက်ထပ်ဘရိတ်တစ်လိုင်းထပ်ပြပေးအောင်မယ်เนาะနောက်ထပ်ဘရိတ်တစ်လိုင်းထပ်ပြပေးအောင်မယ်ဆိုတော့ကဒီမှာเนาะကျွန်တော်ဒီမှာနှစ်ရှိ နှစ်ရှိတဲ့အဲဒီလိုသုံးလုံးပေါင်းရင်တစ်ပြုံဒီမှာတစ်ပရိတ်ဆိုကျွန်တော်တို့ဒီမှာဆင်းတယ်နော်ပြီးတော့ဒီမှာရှစ်ရှစ်နှစ်လို့ကျွန်တော်တို့ဒီမှာသုံးလုံးပေါင်းရင်ကနှစ်ဟာရှစ်မလို့ဒီမှာရှစ်ပရိတ်ဆင်းတယ်နားလည်းမထင်နဲ့နော်ဒီမှာ6 5ပေါင်းရင်က6 5သုံးပေါင်းရင်ကဒီမှာကျွန်တော်တို့ကဘာရအောင်၄မလို့ဒီမှာ၄ပရိတ်ဆင်းပေးရမယ်နော်အဲ့ဒါတစ်ဆိုင်နော်ဒါပရိတ်လိုင်းပြပေးရနော်ဒီမှာဒီခုံ၉ပေါင်းရင်က6မလို့ပါဝါရိုက်ပြီးတော့ဒီဆင်းတယ်6ခုံပေါင်းရင်က3မလို့ပါဝါရိုက်ပြီးဒီမှာရှစ်ဆင်းတယ်ရှစ်ပရိတ်ဆင်းတယ်ဒီမှာ3နှစ်ပေါင်းရင်က၄မလို့ပါဝါရိုက်ပြီးဒီမှာ ၉ပရိတ်ဆင်းရမှာခုနကတော့ဒီမှာ၄ပရိတ်၉ပရိတ်၁ပရိတ်ဆိုဒီမှာ၄၉၁ပရိတ်လို့အဲ့လိုရတာပေါ့နော်ကဲနားလေးမထင်ပါလေအဲ့တော့ကျွန်တော်တို့ညနေကျွန်တော်တို့၄၆ရဲ့၄၆၃ညတိဒီသုံးခုအဓိကတင်ပြီးတော့ main ထိုးထော်ပေါ့နော်အောက်ကဟာကြီးလည်းကောင်းတယ်နော်ဒီကောင်းတော့ပပရံပေါ့နော်မနက်က၈တိထွက်တာလေငွေနိုင်ရင်လည်းထည့်ရံငွေမနိုင်ရင်လည်းမရင်အကွက်များတဲ့ထင်ရင်မထိုးနဲ့နော်ငွေနိုင်ရင်ထည့်ရံထိုးနိုင်ရင်ထိုးမထိုးနိုင်ရင်လည်းမထိုးနဲ့ပေါ့နော်အဓိကတော့ဒီအပွားဆက်ရက်ကအဓိကထားထိုးပေါ့နော်ဒီ၃ကွက်ရဲ့အောက်ကဒီ၈ကွက်ရဲ့ပေါ့နော် ကောင်းကောင်းပါစေနော်အားလုံးကောင်းကောင်းပါစေညနေအောင်ကျွန်တော်အောင်ဝတ်ခံမယ်နော်